ပြစ်ခံပါကစ္စတန်မလေးရဲ့တရုတ်ရွှေဖူးစာအကြောင်းအမျိုးမျိုးကြောင့်ကမ္ဘာတဝန်းကကလေးတွေစုပြစ်ခံနေရပါတယ်မလို့ချင်တဲ့မိဘတွေစီရောက်လာတဲ့ကလေးတွေဒါမှမဟုတ်တချို့ပုဂ္ဂိုလ်ရဲ့အကြောင်းပြချက်တွေကြောင့်ကလေးတွေစုပြစ်ခံနေရတာထူးဆန်းတဲ့ပုံမြင်တဲ့ပုံတော့မဟုတ်ပါဘူး အဲ့လိုစွပစ်ခံရတဲ့ကလေးတွေထဲမှာမှာပါကစ္စတန်ကောင်မလေးတယောက်လည်းအပါအဝင်ဖြစ်ပါတယ်ကတ်တူဘုံလေးတဘုံနဲ့စွပစ်ခံခဲ့ရတဲ့ကလေးမလေးတို့ရဲ့ခန်းစားချက်ကဘလောက်ကြောင့်ခါတိလိုက်မလဲကလေးဘွားခန်းစားချက်တွေကိုထုတ်မပြောတက်လို့တာပြောတတ်မယ်ဆိုရင်စွပစ်ခံကလေးတယောက်ရဲ့ခန်းစားချက်ကဘလောက်ကြောင့်အေးဆက်နေလိုက်မလဲကတ်တူဘုံလေးနဲ့စွပစ်ခံရတဲ့ပါကစ္စတန်ကလေးမလေးကကတ်ကောင်းထောက်မစွာနဲ့ပဲလူကောင်းတွေနဲ့တွေ့သွားခဲ့ပါတယ်ပါကစ္စတန်မှာအလုလာလုတဲ့တယောက်လင်မယားနှစ်ယောက်ကကလေးမရှိတဲ့သူတို့အတွက်အိုအစ်စ်ပဲဆိုပြီးတော့ကလေးမလေးကိုမွေးစားခဲ့ကြတာ ါတရုတ်မိဘတွေကသူ့ကိုသူတို့ရဲ့ဇာတိကိုခေါ်လာခဲ့ပြီးတော့အသက်ရှိပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ Fancy ဆိုတဲ့တရုတ်နာမည်ကိုပေးခဲ့ပါတယ်တရုတ်အဘိုးအလီမယားကဆင်းရဲပေမဲ့လည်းသူတို့သမီးလေး Fancy ကိုအချစ်တွေနဲ့ပြောထောင်ခဲ့တာပါ 2023နှစ်ကုန်ပိုင်းမှာတော့ဖန်စီရဲ့ဘွားကပြောင်းလဲသွားခဲ့ပါတယ်။ခောက်ဆွဲကိုမြေရဲ့ရှက်ရည်စားပြီးဟီနန်လေးတန်းကိုပီပီတတကြီးပြောနေတယ်။ကလေးရုပ်လေးနဲ့ဖန်စီရဲ့ဗီဒီယိုအတူလေးရဆိုရင်တော့တက်တော့မှပောက်သွားခဲ့တာပါ။ဖန်စီရဲ့ရုပ်ရည်လပမှုကြောင့်လည်းပိတ်သက်တွေကြမှာပောက်သွားခဲ့ပြီးတော့မွေးစားမိမတွေနဲ့အတူနှွေးထွေးတဲ့ဗီဒီယိုတွေကြောင့်လည်းလူတွေရဲ့အချစ်ကိုသိမ့်ပိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ fancy ရီကလူမှုကွန်ရက်မှာသူမရဲ့နေ့စဉ်ဘဝကိုဝင်မြခဲ့တယ်လို့ရွာထဲကပစ္စည်းတွေကိုပါအွန်လိုင်းမှာရောင်းချပေးခဲ့တာပါ fancy ရဲ့ video လေးကိုကြည့်ရင်သူမကိုကြိတ်ကြိုက်နေတဲ့လူငယ်တယောက်ရှိပါတယ်သူကတော့လူကြောက်ရှင်ပါလူဟာဖန်စီရဲ့ဗီဒီယိုလေးကိုကြည့်ရင်ねသူမရဲ့အလှမနှိမ်ပြောခဲ့ရပဲလို့ဝန်ခံခဲ့တာပါ လူကဖန်စီရီရဲ့အစိုးဆုံး follower တွေထဲကတဦးလည်းဖြစ်ပါတယ်။သူတို့ကတကယ်ချင်းတွေနဲ့အတူပြုတ်လုခဲ့တဲ့ညစာစားပွဲတစ်ခုမှာဆုံတွေ့ခဲ့ကြပြီးတော့လူကဖန်စီရီကအပြစ်မှာပိုလှပြီးတော့စကားအနေအထားကိုသိရှိခဲ့ရပါတယ်။အဲ့ဒီတွေ့ဆုံမှုမှာပဲလူကဖန်စီရီနဲ့ရင်းနှီးမှုရအောင်ဆွမ်းဆောင်နိုင်ခဲ့ပြီးတော့ဖုန်းနံပါတ်လည်းရယူနိုင်ခဲ့ပါတယ်။အဲ့ကနေပဲသူတို့ရဲ့ဆက်ဆံရေးကချစ်သူဘဝကိုရောက်လာခဲ့တာပါလူဟာသူချစ်သူဖန်စီရဲ့ဘဝအကြောင်းကိုသူမိဘတွေနဲ့မိသားစုတွေကိုဖွင့်ဟခဲ့ပါတယ် လူရဲ့အဘွားကတော့ဖာစီရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘဝနဲ့ကျင်နာမှုတွေကိုသဘောကျခဲ့ပါတယ်။လူကဖာစီရင်နဲ့ချစ်သူဖြစ်ပြီးတဲ့နောက်မှာတော့သူ့အလုပ်ကနေထွက်ပြီးတော့ဖာစီကိုကူညီဖို့ကြိုးပမ်းခဲ့ပါတယ်။လူကကင်မရာတွေဝယ်ဗီဒီယိုအက်ဒီတင်တန်းတွေတက်ပြီးတော့ဖာစီရဲ့လူမှုကိုရဲ့စာမျက်နှာတွေကိုကင်တွယ်ပေးခဲ့တာပါ။လူကဖာစီကိုဆိုရှယ်မီဒီယာအလုပ်တွေကိုလာစီမံပေးရုံသာမကဘဲနဲ့ဖာရဲ့မိသားမိမတွေကိုလည်းခရီးတွေလိုက်ပို့ခဲ့တာပါ။ဒါပြင်လူကဖာမိမတွေရဲ့လည်းအလုပ်တွေကိုအားရင်အားသလိုကူညီလေးရှိပါတယ်။၃နှစ်ကြာတွဲပြီးတဲ့နောက်မှာ ာတော့ Luna Fancy You တို့ဟာအတူတူဘဝတစ်ခုကိုတည်ဆောက်ပြီးဖြတ်တန်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ် Fancy ရာလူဟာသူ့ဘက်မှာအမြဲတမ်းရှိနေတဲ့အကောင်းဆုံးလူပုဂ္ဂိုလ်ပါလို့ပြောဆိုခဲ့ပါတယ် Luna Fan တို့ဟာသူတို့ရဲ့မင်္ဂလာဆောင်ကိုစက်တင်ဘာ18ရက်နေ့မှာဟိနန်ဒလိအရာလူရဲ့အိမ်မှာကျင်းပခဲ့တာပါလူဟာပင်လယ်ကိုတစ်ခါမှမရောက်ဘူးတဲ့ Fan အတွက်သူတို့မင်္ဂလာဆောင်ကိုပင်လယ်ပုံစံမျိုးဖြစ်အောင်စီမံပေးခဲ့တာပါသူတို့ရဲ့မင်္ဂလာပွဲကို online ကလူတွေများစွာကလည်းချီးကျူးခဲ့ကြပြီးတော့ကောင်းချီးပေးခဲ့ကြပါတယ်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်အခုလိုထူးဆန်းတဲ့အကြ ြောင်းအရာတွေကိုတိကျခန်းစားနိုင်စေဖို့အတွက်ညီမတို့ရဲ့ Facebook page နဲ့ YouTube channel လေးကို follow လုပ်ထားပေးဖို့အတွက်ပြည့်ကြရက်ခံပါရစေ။